ောင်းတမ်းမှာဆိုတော့ဒီလိုမျိုးရထားလေးနဲ့ထိုးရသွားတဲ့ city ထိုးရတော့လေသူက holistic view ဆိုတော့ဘယ်လိုထိုးရစမလဲ။ဘယ်လိုမှရလာအိုးဆူလိုက်ဆင်းလိုက်။ဆာကြည့်တဲ့ဘက်ကိုသွားမှာတော့။ဒီ တရားယုံဘက်မှာသွားလိုက်ပြည်ရလိုက်ပြင်ဖျားကြောင်းတွေကိုသွားလိုက်ဆင်းလိုက်ပြားတိုက်တွေကိုသွားလိုက်တခြားမျိုးအလိုတွေလာလေတော့အော့ဆူနဲ့အဲ့လိုမျိုးစီစဉ်ပေးတယ်ဗောလေ2 2 City 2 2013တော့က ီလောသားအိုင်ယာလန်သွားတာအဲ့လိုပဲဒီ city tour နဲ့အလိုဘတ်စကအပေါ်အမိုးဖွင့်နဲ့သွားပြီးတော့မှသူတို့ခေါ်တာကတော့ political tours ပေါ့လေ city tours ဘဟောအချင်းတော့ပေါ်တက်တူလို့ခေါ်တာကတော့သူကလှော့တော်လေးပါလေးသွားတာတော်တော်ရှေးဆောင်လို့ပါတော့အဲ့လိုမျိုးအဲ့တော့သွားဖူးတယ် ပြီးတော့2006 2016မှာပဲဘော့စတန်မြို့ဟာဘတ်တက္ကသိုလ်ဦးမာရောကလည်းအဲ့လိုမျိုးစီးတီးထိုးသွားသွားပူးတယ်အဲ့ဒီဘော့စတန်မြို့ရဲ့အာအဒီပတီအလှတစ်ခုကဘာလဲဆိုတော့ဒီသူတို့ရဲ့ထိုးအောင်လုပ်တဲ့ကားကရေပေါ်မှာလည်းသွားလို့ရတယ်ဂုံးပေါ်မှာလည်းသွားလို့ရတယ်သူတို့ခေါ်တာတော့ dark truck လို့ခေါ်တယ် ဘဲဘဲကားပေါ့လေဘဲရင်ပေါ့ပြောချင်တာရေထဲမှာဆိုရင်လည်းသူကရေပေါ်သွားလိုက်ရမ်းလိုက်တဲ့ရေကနေပြီးတော့သွားအမဘဝမှာပျော်ဆုံးနေရထူးဆန်းဆုံးနေရအဲ့လိုမျိုးနေရင်တော့လည်းမပြောတတ်ဘူးနေချင်စရာကောင်းမလားမကောင်းလားအဲ့လိုသွားလဲတော့ကတော့တော်တော်ကိုပဲပျော်စရာကောင်းတယ် သူကဒီ habitat ကသူရဲ့ campus booster အဒီမှာစာကြည့်တိုင်းအဒီမှာတလျှောက်ဆိုရင်သူကအရန်ကိုနိုင်ငံခြားသားတွေရောဒီနိုင်ငံထဲကလူတွေရော tour သွားကြတာပေါ့လေ city tour အဲ့ကြမှာခါလာတော့မှပြောဖြစ်တယ်ခါလာအဲ့လိုမျိုးလိုက်သွားတယ်တော့အလဲသွားတော့ Boston မြို့သွားလဲလို့ဖြစ်အောင်လို့ပြီးတော့မှအဲ့ဒီ dash truck ကို စီးလို့ဘဲထွက်ရေပေါ်မှာရောရေအောက်မှာရောသွားလို့လာလို့ရတာအဲ့ဒီရေပေါ်မှာဆိုရင်လည်းသူကဟိုမြင့်မြင့်မှာသူကဘာလဲပင်လေဝါမြင့်ပါပဲအကြီးပဲမြင့်တဲ့သေးလေးမဟုတ်ဘူးအဲ့ဒီမြင့်တဒါနဲ့သွားတာမဟုတ်ဘူးရေပေါ်ကနေပြီးတော့မှသွားပြီးတော့မှဂုံးပေါ်ရရင်အဲ့ဒီခါတကဘိန်းနဲ့ကားဖြစ်သွားရောအဲ့လိုမျိုးဆိုတော့ အပြောင်းအလဲတနေရနဲ့တနေရလေဘောတဲလိုက်ကားဘောတဲလိုက်မျိုးမဟုတ်ပဲနဲ့ဘတ်စကားဘောတဲလိုက်ပုံစံမျိုးမဟုတ်ပဲနဲ့အချိန်နဲ့တတတယ်အချိန်စစ်တူတူတွင်းမှာတော်တော်ကိုမျိုးတစ်မျိုးလဲတာနှံ့တယ်ပေါ့လေအဲ့ဒီဟာလေကိုရောအဲ့ဒါမျိုးတွေရောက်ဖို့တော့ကိုတွဲကတော့မထူးဆန်းတော့ဘူးဒီထက်မကအာနေရာတွေလည်းပဲ အဲ့ဒါသူခလေးကြရင်တော့ပို့ရမယ်အဲ့လိုမျိုးကောင်းတဲ့နေရာလားပြောစရာကောင်းတဲ့နေရာဘော့စတန်ကလည်းသူရဲ့ဘော့စတန်တက္ကသိုလ်အပြင်ဟာဗတ်တက္ကသိုလ်ရှိတဲ့ကောင်ခါကြတော့တကဘာလုံးကလူတွေကចောင်းလာတဲ့တကဘာလုံးမှာအရှိတဲ့ချမ်းသာတဲ့လူတွေပေါ့လေပညာရေးမြင့်ကျင့်တဲ့လူတွေကចောင်းလာတက်ကြပြီးတော့သူတို့မိသားစုတွေကလည်းအလေလိုက်လာကြတယ်သူတို့ရဲ့ သားသမီးတွေရဲ့အကြောင်းတွေကိုအဲ့လိုမျိုးပေါ့အကုန်လုံးကတော့ adult learning ပေါ့လေနော်ကလေးတွေမှမဟုတ်တာတက္ကသိုလ်တက်တဲ့အရွယ်ဆိုတော့လေလူကြီးတွေဖြစ်နေပြီဆိုတော့ဒါပေမဲ့လာလေတဲ့မိဘတွေကိုယ်တိုင်ကလည်းအာသူတို့ငငယ်တုန်းကအလုပ်တွေစူးစမ်းပြီးတော့မှရှာစူဆောင်းထားပြီးတော့မှကြီးလာတော့သားသမီးကတက္ကသိုလ်ဟိုလာတက်နိုင်တဲ့အရွယ်အထိတက္ကသိုလ်ထားထားတဲ့အရွယ်အထိ ခင်နေပြီကိုအဲ့လိုမျိုးဆိုတော့တကြုံစွန်းတရားဝင်ငွေရတော့ဟိုရှိပြီးတော့မှငွေရေးကြီးရပြည်စုံတောင်မှမပြည်စုံရင်တောင်မှတော်တော်ကိုဟိုတော်တော်ငွေဆိုတာတော့ပြည်စုံတယ်ဆိုတာတော့မရှိဘူးလို့ပြောပြောတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ပြည်စုံတယ်ဆိုတဲ့စကားလုံးမသုံးချင်တာ အာတော်တော်ပုံမှဒီငွေရေးကြေးနဲ့ပတ်သက်ပြီးတော့မှပူပင်တော့ကမရှိကြတဲ့လူတွေလို့ပြောရမှာပေါ့လေအဲ့လိုမျိုးအဲ့ဒါကြောင့်မို့လို့ဒီနိုင်ငံမှာလဲဩကိုကလုံးလုံးနိုင်တဲ့အရွယ်မှာလုံးလုံးထား test တွေပေးထားပြဿနာမရှိဘူး test ပေးရတဲ့ဟာကိုကိုကမနှမျောဘူးနောင်တလည်းမရဘူးဘာကြောင့်ဆိုတော့ကိုဒီလိုမျိုး test တွေပေးထားလေလေပြီးရင် retirement အတွက်လည်းဆုထားတယ်ဟိုပေးစင်း ယူတဲ့အထိနေတာမနေနိုင်တာတပိုင်းဒါမဲ့လက်တွေ့အခြေအနေလက်ရှိအခြေအနေမှာကိုလုံးလုံးနေတဲ့ဟာကိုကိုကရေရှည်အတွက်လည်းဆုထားတာလည်းလှုပ်ထားတယ်။ဘာကြောင့်ဆိုတော့ဒါလုံးလုံးနိုင်တဲ့အရွယ်မှာကိုကလှုပ်ထားတာပေါ့နော်။လုံးမလုံးနိုင်တော့တဲ့အရွယ်ကြရင်တော့ဒါတွေကအထောက်အကူဖြစ်စေဖို့အတွက်ပေါ့လေ။အဲ့လိုမျိုး။ဒါပါအဓိကတော့ everything is about politics လို့ပြောပါတယ်။ အားလုံးကတော့နိုင်ငံရေးနဲ့ဆက်ဆက်တာပဲအဲ့ဒီနိုင်ငံကကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေကောင်းတဲ့အဲ့ဒီနိုင်ငံရဲ့ဇနစ်ကြောင့်ဖြစ်တာဆိုးလည်းပဲအဲ့ဒီနိုင်ငံရဲ့ဇနစ်ကြောင့်ဖြစ်တာပေါ့နော် ဆိုတော့အဲ့ဒီနိုင်ငံရဲ့ဇနစ်ကိုဖြစ်ဖို့ဆိုတာကလည်းလူတွေပေါ်မှာအများကြီးမှုတည်တာပေါ့လေအဲ့ဒီနိုင်ငံမှာနေထိုင်တဲ့ပြည်သူတွေရဲ့နိုင်ငံရေးအရေးအသွေးစစ်တမ်းစိတ်နေစိတ်ထားသဘောထားလည်းအများကြီးကွာတာပေါ့လေနော်အဲ့လိုမျိုး ဟိုအများကြီးသက်ဆိုင်တာပေါ့အခုတော့မှဒီမျိုးဦးတော်နိုင်ရေးမှာပေးစားတဲ့လူတွေကတော့အသက်လည်းပေးရတယ်ဘဝတွေလည်းဆုံးရှုံးတယ်အထောင်တွေကျခုချို့ဆိုရင်ဆုံးရှုံးအော်အေရီချိတ်ပေးမီးရှို့ခံရဟိုပြီးတော့မှဟိုထွက်ပြေးလွန်မြောက်ရတာရှောင်ခဲ့တိရှောင်ခဲ့ကြရတာပေါ့လေမတရားတဲ့လူအုပ်စုကိုထောက်ပံ့နေတဲ့လူတွေကလည်းတခါ ဒီအကျိုးစီးပွားသမားတွေကလည်းမကောင်းတဲ့လူတွေပေါ့စိတ်ဓာတ်မကောင်းတဲ့လူတွေနှခိုင်ငွေချက်မရှိတဲ့လူတွေသမာသမတ်မရှိတဲ့လူတွေကလည်းမကောင်းတဲ့လူအုပ်စုမှာမိခိုပြီးတော့မှကပ်ပါလို့မျိုးနေနေကြတာပေါ့လေအဲ့လိုမျိုးဆိုတော့အမ်အဲ့ဒါကြောင့်မို့လို့ဒီကျက်ဖက်စစ်အုပ်စုခေါင်းဆောင်ရဲ့ပွဲတွေမှာလိုက်တက်နေတဲ့ဒီတာကူးတွေလည်းတွေ့ရပါ